မင်္ဂလာပါရှင် MPA သတင်းဌာနရဲ့ဒီကနေ့မှရရှိထားတဲ့အထူးခြားဆုံးသတင်းတွေကိုကျမခရစ်စတယ်ကတင်ဆက်ပေးပါရမယ်။နောက်ဆုံးရထိတ်တန်းသတင်းတွေတဲ့အေးလာလာနဲ့အလံဖြူပြဖို့ညွှန်ကြားထားတဲ့ရေကြီးမြို့နယ်ရဲစခန်းမှုဆိုတဲ့သတင်း။ကြောက်ဖြုံမှာစစ်ကောင်စီတရင်လိုက်အေးထံအလင်းဝင်လာတဲ့သတင်း။ရဲကောက်ပဲအတွက်သခိုင်းမျိုးကိုအလုံးစုံထိန်းချုပ်ဖို့ကြိုးပမ်းနေတဲ့စစ်ကောင်စီတရင်အညာပီသူတွေကိုဒုက္ခပေးနေတဲ့နာမခါကိုရှောက်တိုက်တုံသုံးလုံးပြစ်သွင်းနိုင်ခဲ့တဲ့တရင် လူလူကောင်းဆောင်ဝင်းနေမှာပန်းတပိတ်နဲ့အင်ဂျီပြတပိတ်လုံမယ်ဆိုတဲ့သတင်းအီရန်ရဲ့နျူကလ িয়ার အစီအစဉ်ကိုဖျက်ဆီးမဲ့စစ်စင်ရေးမှာပါဝင်မှုအစ္စရေးကအမေရိကန်ကိုတောင်းဆိုတဲ့သတင်းအဲ့လိုတနစ်တာအထူးကြဆုံးဖြစ်ခဲ့တဲ့ပြည်တွင်းပြည်ပသတင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ ဒီနေ့အတွက်ပထမအဆုံးသတင်းကတော့အေးလာတာနဲ့အလံဖြူပြဖို့ညွန်ကြားထားတဲ့ရေကြည်မြို့နယ်ရေစကန်မှုတတင်းမှာအာရကကြက်တော်အေးကရခိုင်ပြည်နယ်နဲ့ထိစပ်နေတဲ့အေအော်ဒီတိုင်းကမြို့နယ်တွေကိုထိုးစစ်ဆင်နေတာယခုနှစ်အစပိုင်းတွေကဖြစ်ပါတယ်။အခုလိုအေးကထိုးစစ်ဆင်နေတဲ့အတွက်အေအော်ဒီတိုင်းကြုံပြခရရေကြည်မြို့နယ်ရေစကန်ရဲ့စကန်မှုကသူ့ရဲ့တပ်သားရဲဘော်တွေကိုအသေးခံမတိုက်ပဲအလံဖြူပြဖို့အသိပေးထားပါတယ်။ ်ဧပြီလမှာစကမ်းမှုကကျွန်တော်တို့တပ်ဖွဲ့ဝင်တွေကိုမှားထားတာကိုယ့်အသက်ထက်အရေးကြီးတာဘာမှမရှိဘူးအေးတပ်ဖွဲ့တွေမြင်တာနဲ့ပြန်မတိုင်နဲ့အလန့်ပြူသားချလိုက်ဆိုပြီးမှားထားတယ်လို့ရဲတရင်ရင်မြစ်ကပြောပါတယ် လက်ရှိမှာလည်းရခိုင်နဲ့အေယာဝတီကိုဆက်ထားတဲ့ကွာငတိုင်းချောင်းလမ်းမော်ကအမြောက်တဲအမတ်တ3လေးလေးကိုအေးပူပေါင်းတက်တွေကစွန်ဆက်တရက်ကစပြီးတော့ထိုးစစ်စင်တိုက်ခိုက်နေပါတယ်။အမတ်တ3လေးလေးကိုထိုးစစ်စင်တိုက်ခိုက်ရမှာလေအခုနှစ်ဇန်နဝါရီ18ရက်ကရွှေတောင်ရံမြို့နယ်ဘောမိကျေးရွာကစစ်ကောင်စီစခန်းသိမ်းတိုက်ပွဲအတွင်းသိမ်းပိုက်နိုင်ခဲ့တဲ့တန်ချက်ကကားတွေကိုအေးတပ်ဖွဲ့ကအုံပြနေပါတယ်။ 2024ခုနှစ်နှစ်ကုန်ပိုင်းမှာအေအေနဲ့ပူပေါင်းတက်တွေဟာဂွားမြို့နယ်ကိုတင်ပိုက်ပြီးတဲ့နောက်ရခိုင်နဲ့အေအော်ရီနယ်ဆက်ရခိုင်နဲ့ပဲခူးနယ်ဆက်ရခိုင်နဲ့မကွေးနယ်ဆက်ဒေသတွေမှာရှိတဲ့စစ်ကောင်စီတပ်စခန်းတွေကိုထိုးစစ်ဆင်လျက်ရှိနေပါတယ်။ဒုတိယသတင်းအနေနဲ့ကြောက်ဖြူမှာစစ်ကောင်စီတက်ရင်လာအေအထံအလင်းဝင်လာတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။ ရခိုင်ပြည်နယ်မှာအေးမသိမ့်ပိုက်နိုင်သေးတဲ့တုံးမြူနယ်တွေကကြောက်ဖြူမြို့ကိုမေလာကစပြီးတော့ထိုးစစ်ဆင်တိုက်ခိုက်တာတွေပြုလုပ်နေတာဖြစ်ပါတယ်။အခုလိုထိုးစစ်ဆင်တိုက်ခိုက်တဲ့အတွက်တိုက်ပွဲတွေအတွင်မှာစစ်ကောင်စီတပ်သားတွေကစင့်ကလျာထွက်ပြေးသလိုအေးအထက်အငန့်ခံလက်နက်ချလာတဲ့စစ်သားတွေလည်းရှိနေပါတယ်။အဲ့ဒီဖြစ်စဉ်တွေတဲကဘုံမှုအဆင့်ရှိသူအပါဝင်အင်အား80လောက်ကအေအချံအလင်းဝင်လာတယ်လို့ ွတ်လပ်တဲ့သတင်းဌာနတွေမှာဖော်ပြထားပါတယ်။ဒါပေမဲ့အလင်းဝင်လာတဲ့စစ်သားတွေနဲ့ပတ်သက်တဲ့သတင်းကိုတော့အေးရဲ့ပြောရေးဆိုခွင့်ရှိသူဥခိုင်ဒုခကအတိပြုထားတာမျိုးမရှိသေးပါဘူး။ ပြီးခဲ့တဲ့မေ30ရက်ကလည်းကြောက်ဖြူမျိုးနဲ့မင်းသက်တောင်ရွာမြောက်ဘက်စစ်မှုလက်မှုတင်တန်းကြောင့်မှအခြေပြုထားတဲ့စစ်ကောင်စီတပ်ဟာအေအေထိုးစစ်ကြောင့်တိုက်ပွဲဖြစ်ပွားခဲ့ပြီးတိုက်ပွဲအတွင်းစစ်ကောင်စီဘက်ကတိုင်းစစ်ဦးစီးမှုဘုံမှုကြီးကြော်လင်းကြရဲ့အပါအဝင်စစ်တုပ်ပန်းအများပြားကိုလက်နက်ခဲယမ်းနဲ့အတူဖမ်းဆီးရမိခဲ့ပါသေးတယ် ကြောက်ဖြူမြို့နယ်တိုက်ပွဲတွေအတွင်မှာစစ်ကောင်စီတပ်မ71လောက်ခန့်ချင်းမြန်တရင်ဌာနချုပ်ကဘုံမှုချုပ်ကျော်မျိုးအောင်နဲ့အလုတ်တင်ဗိုလ်တူကိုအေအေကစနိုက်ပါနဲ့ပစ်ခတ်နိုင်ခဲ့တဲ့အပြင်ဗျူဟာမှုနဲ့အတူအလောင်း30ကျော်ကိုလည်းတိမ့်စီရမိခဲ့ပါသေးတယ်။တိုက်ပွဲတွင်ဖမ်းမိတဲ့သူတွေမဟုတ်ပဲလက်နက်နဲ့အလင်းဝင်လာတဲ့သူတွေကိုအေအေကစုငွေပေးအပ်တာတွေအပြင်မိသားစုတွေကိုလည်းစနစ်တကျစောက်ရှောက်မှုတွေပြုလုပ်ပေးနေပါဗျ။ ဆက်လက်ပြီးတတိယသတင်းအနေနဲ့ရွေးကောက်ပွဲအတွက်သခိုင်းမျိုးကိုအလုံးစုံထိန်းချုပ်ဖို့ကြိုးပမ်းနေတဲ့စစ်ကောင်စီသတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရင်းကသခိုင်းမျိုးပေါ်ကသာထိန်းချုပ်ထားနိုင်တဲ့စစ်ကောင်စီကမြို့ပတ်လည်ကကြေးရွာတွေကိုပါထိန်းချုပ်နိုင်မှု မေလကုံကစပြီးတော့အင်အားအလုံးရင်းနဲ့ထိုးစစ်ဆင်နေပါတယ်။အခုလိုထိုးစစ်ဆင်နေတာကလည်းစစ်ကောင်စီပြုလုပ်မဲ့ရွေးကောက်ပွဲကျင်းပလို့တဲ့အတွက်ဖြစ်တယ်လို့မြေပြင်တော်လှန်ရေးဘော်တအူးဖြစ်တဲ့ကိုရာဟုကပြောပါတယ်။ စစ်ကောင်စီကစကိုင်းမြို့ပတ်လည်ကိုထိုးစစ်ဆင်နိုင်မှုမုံရွာအခြေဆိုင်အနောက်မြောက်တိုင်းစစ်ဌာနချုပ်နဲ့မန္တလေးအခြေဆိုင်အလဲပိုင်းတိုင်းစစ်ဌာနချုပ်ကစစ်သားတွေအပြင်းပြူစောထိနေပြည်သူစစ်တွေကိုပါတမ33အတွင်မှာဖြစ်တင်ထားပါတယ်စစ်ကောင်စီအင်အားဖြစ်တင်မှုနဲ့ထိုးစစ်ဆင်နေမှုကြောင့်စကိုင်းမြို့အနောက်ဘက်ခြမ်းမှာရှိတဲ့ကျေးရွာတွေနဲ့မင်းကုန်းမြောက်ဘက်ခြမ်းမှာရှိတဲ့ပြည်သူတွေဟာစစ်ရှောင်နေကြရပါတယ် အခုလိုစစ်ကောင်စီထိုးစစ်တွေပုံမလုံဆောင်လာတာဟာစစ်တပ်အုပ်ချုပ်ရေးမရှိတဲ့နေရာတွေနဲ့ငလင်ဘေးတဲ့နေရာတွေမှာအရက်ဘတ်အဖွဲ့အစည်းတွေရဲ့ကုညရေးတွေရောက်ရှိလာမှကြောင့်ဖြစ်တယ်လို့လည်းသခိုင်းမြုပ်ခံတွေကတုံ့တက်ထားပါတယ်။ပြီးခဲ့တဲ့ဇွန်10ရက်ကလည်း စစ်ကောင်းဆောင်မင်းအောင်လိုင်ကစကိုင်းမြို့ကိုလာရောက်ခဲ့တဲ့အတွက်မြို့လုံးချုံရီကိုစစ်သားအများပြားနဲ့နှစ်ထပ်သုံးထပ်အထိအစဉ်စစ်ထားခဲ့ပါသေးတယ်။လက်ရှိမှာလည်းမုံရစကိုင်းလမ်းပိုင်းဟာတော်လိုင်းတပ်ဖွဲ့တွေစုံမုံနိုင်မှုနေသွားတဲ့အတွက်စစ်ကောင်စီကစကိုင်းမြို့ကိုအင်အားဖြည့်တင်းမှုတွေပြုလုပ်တဲ့အခါအလွယ်တကူဖြစ်နေပါဗျ။ နောက်ထပ်တင်ဆက်ပေးမှာကတော့အညာပီသူတွေကိုဒုက္ခပေးနေတဲ့နာမခါကိုရှော့ထတုံတုံလုံးပြစ်သွင်းနိုင်ခဲ့တဲ့သတင်းဖြစ်ပါတယ်။အညာဒေတာဖြစ်တဲ့သခိုင်းတိုင်းတွေကရွာတွေကိုမိပက်ရှုံမှုတွေမကြာခဏပြုတ်လုံနေတဲ့မုံရွာမြို့အခြေဆိုင်အနောက်မြောက်တိုင်းစစ်ဌာနချုပ်နာမခါတဲကိုရှော့ထတုံတုံလုံးအောင်မြင်စွာပြစ်သွင်းနိုင်ခဲ့တယ်လို့ Brave Warrior မြန်မာ BWM ကထုတ်ပြန်ထားပါတယ်။ မနေ့ကည7:00နာရီ10မိနစ်မှာတရခွန်မမရှော့တိုက်ထုံး3လုံးနဲ့နာမခါတဲ့ကိုပြစ်ခတ်တိုက်ခိုက်ခဲ့တာပါအခုလိုရှော့တိုက်ထုံးနဲ့တိုက်ခိုက်ခဲ့တဲ့အတွက်နာမခါတဲ့မှာစားတောက်ပွဲလုပ်တဲ့နေရာကိုတလုံးနဲ့အခြားနေရာတွေကိုကြာရောက်ခဲ့ပေမဲ့ထိခိုက်သေးဆုံးမှုကတော့အတိမပြုတ်နိုင်သေးပါဘူး နာမခအတွင်းရှော့တိုက်တုံးပစ်ခတ်ခံရပြီးတဲ့နောက်မှာတော့နာမခကလည်းဒမ်ဒမ်ပစ်ခတ်မှုတွေရှိခဲ့ပေမဲ့တော်လင်းရဲဘော်တွေကအထူးကံရှိစုတ်ခွာနိုင်ခဲ့ပါတယ်။အထက်ပါတိုက်ခိုက်မှုကို Brave Warrior မြန်မာ BWN ကဥဆောင်ပြီးတော့ Share မုံရအဖွဲ၊ရွှေသတိကံမဟာမိတ်တရင်နဲ့ Justice Brother Force အဖွဲတို့ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။နာမခဟာစကိုင်းမကွေးမြောက်ပိုင်းနဲ့ချင်းပြည်နယ်မှာရှိတဲ့စစ်ကောင်စီရဲ့လက်ရုံးတပ်ဖွဲ့တွေကိုအဓိကအမိတ်ပေးကုကဲနေတဲ့စစ်ဌာနချုပ်လည်းဖြစ်ပါတယ်။ နောက်ဆုံးပြည်စင်းသတင်းကတော့လူလူကောင်းဆောင်မွေးနေ့မှာပန်းတပိတ်နဲ့အင်ကြီးပြတပိတ်လုံးမဲ့အကြောင်းဖြစ်ပါတယ်။ လာမယ့်စွန်19ရက်ဟာစစ်ကောင်စီမတရားဖမ်းဆီးထားတဲ့လူမှုခေါင်းဆောင်ထောင်စန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့ဖြစ်ပါတယ်။လူမှုခေါင်းဆောင်ထောင်စန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့ကိုဂုံပြူကြိုဆိုတဲ့အထိမ်းမှန်အပြင်မွေးနေ့ရှင်နဲ့တကွာအထမဖမ်းဆီးခံထားရတဲ့နိုင်ငံရေးအကျဉ်းသားအလုံးအမြန်ဆုံးလွတ်မြောက်ရေးနဲ့စစ်ကောင်စီရဲ့အတူရောင်ရွေးကောက်ပွဲကိုတပိတ်မောက်ဖို့အတွက်လူမှုလှုပ်ရှားမှုနှစ်ခုဆင်နွှဲဖို့ General Strike Coordination Body GSCP ကလှုပ်ဆောင်ထားပါတယ်။ ပထမလှူရှာမှုကတော့လူမှုခေါင်းဆောင်ဒေါက်ဆန်းစုကြည်မွေးနေနဲ့တွဲမြင်ပြီးသားဖြစ်တဲ့ပန်းတပိတ်လှူရှာမှုဖြစ်ပါတယ်။ပန်းတပိတ်မှာတော့ဖျားပန်းတင်တာ၊စံကေတာမှာပန်းပန်တာ၊အလှပန်းကိုထိုးတာ ပန်းလက်ဆောင်ပြန်လည်ပေးတာတွေကို online နဲ့မြေပြင်မှာလှုပ်ရှားမယ်အရာဖြစ်ပါတယ်။ဒုတိယလှုပ်ရှားမှုကတော့နိုင်ငံရေးအကျဉ်းသားတွေကိုရည်ရွယ်တဲ့ပစိုးအပြား၊ဘောင်းမီအပြား၊အုတ်ထုပ်အပြားတွေကိုဝစ်ဆင်ရမှာဖြစ်ပါတယ်။အထက်ပါလူတို့လှုပ်ရှားမှုနှစ်ခုကိုစွန်း၁၄ရက်ကနေ၂၁ရက်အထိဖော်ဆောင်သွားမှာဖြစ်ပြီးတော့တပိတ်မှာပါဝင်မဲ့သူတွေအနေနဲ့လုံခြုံရေးအသည့်တတိအပြည့်နဲ့ဖော်ဆောင်ဖို့ကိုလည်း GSCP ကအသိပေးထားပါသေးတယ်။ တပိတ်မှာပါဝင်မဲ့သူတွေအနေနဲ့ပန်းတပိတ်နဲ့အင်းကြီးပြလှူရှာမှုကိုအဆင်ပြေရတဲ့ရက်ဒါမှမဟုတ်နေ့စဉ်ပါဝင်နိုင်သူကလည်းနေ့စဉ်ပါဝင်ပေးဖို့နှိုးဆော်ထားပါသေးတယ်။နောက်ဆုံးပြပသတင်းတပုတ်အနေနဲ့အီရန်ရဲ့နျူကလ িয়ার အစီအစဉ်ကိုဖျက်ဆီးမဲ့စစ်စင်ရေးမှာပါဝင်မှုအစ္စရေးကအမေရိကန်ကိုတောင်းဆိုလိုက်တဲ့အကြောင်းနဲ့နှုတ်ဆက်လိုက်ချင်ပါတယ်။ ပြီးခဲ့တဲ့ဇွန်23ရက်နေ့ကအစ္စရေးနိုင်ငံဟာ Raisin Lion စစ်စင်ရေးအမိနဲ့အီရန်ရဲ့နျူကလ িয়ার နဲ့စစ်ပတ်ဆိုင်ရာပြစ်မှတ်တွေကိုစတင်တိုက်ခိုက်ခဲ့ပါတယ်။အခုလိုတိုက်ခိုက်တဲ့အတွက်ဒံပြန်အနေနဲ့အီရန်ကလည်းအစ္စရေးနိုင်ငံကိုဒုံးပေါင်းများစွာနဲ့ပြန်လည်ပစ်ခတ်မှုတွေပြုလုပ်ခဲ့ပါတယ်။အပြန်အလှန်ပြစ်ခတ်မှုတွေပြုလုပ်ပြီးတဲ့နောက်မှာတော့စစ်ပွဲအတွင်းမှာအမေရိကန်ပါဝင်လာနိုင်တယ်လို့အစ္စရေးအရာရှိတအူးကပြောကြားပေးမယ်။အင်ဖြူရောအစ်မြင့်အရာရှိကတော့ထိုအချက်ကိုညှင်းဆိုခဲ့ပါတယ်။ ဒါပေမဲ့အစ္စရေးအရာရှိတအူကထရန့်ဆိုရကိုစစ်ပွဲအတွင်းပါဝင်မှုအတွက်တိုက်တွန်းအဆိုပြုထားမှုကိုတော့အင်ဖြူတော်အရာရှိကငင်းဆိုမှုမရှိခဲ့ပါဘူး။အီရန်ကဆန္ဒရှိမယ်ဆိုရင်ပြည်ပခါကိုငင်းချန်းစွာဖြည့်ရှင်းဖို့ကျွန်တော်တို့လှုံ့ဆော်ပေးနိုင်ပါတယ်။အီရန်အတွက်ငင်းချန်းရရှိဖို့အမြန်ဆုံးနည်းလမ်းကတော့နျူကလ িয়ার လက်နက်အစီအစဉ်ကိုဆွန့်လွတ်ဖို့ပါဟုအင်ဖြူတော်အစ်စ်မြင့်အရာရှိကပြောထားပါတယ်။ အစ္စရေးအရာရှိတွေက၎င်းတို့စစ်စင်ရေးစတင်ကြတဲ့ကအမေရိကန်အရာရှိများနဲ့ဆွေးနွေးခဲ့တယ်လို့ထုတ်ဖော်ထားပါတယ်။နှစ်ဖက်စီရင်တင်းမာမှုတွေနဲ့ပတ်သက်လို့ UN အထွတ်အထိပ်အထွန်းအန်တိုနီဂူတာရက်စ်ကနှစ်ဖက်လုံးတိုက်ခိုက်မှုတွေရပ်တန့်ပြီးငင်းချင်းရင်းနဲ့တန်တမာရေးနိလန့်ကိုဦးစားပေးဖို့တောင်းဆိုထားပါတယ်။ပီတိန်ပြင်တင်တဲ့ပုံရံမင်းကြီးတို့ကလည်းအခြေအနေကိုထိန်းချုပ်ဖို့နဲ့ပုံမှန်တင်းမာလာခြင်းကိုရှောင်ရှားဖို့တိုက်တွန်းထားပါတယ်။ MP ရဲ့တနေ့တာထူးခြားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြီးစုနာဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်